အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်။ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရမ်းရေဒီယိုဒရမ်း brought to you by MI Radio အမရေဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာညနေခင်းပါရှင်။အခုကတော့ရေဒီယိုဇက်လန်နာဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်။လိပ်ပြာသေးတွေဟာတည့်ရွက်ဖြစ်ကြပြီ။တည့်ရွက်အသေးတွေဟာလိပ်ပြာဖြစ်ကြပါသလား။ကျွန်တော်မသိပါ။ထိုနည်းတူစွာ မသိတော့ကျွန်တော်ဒီလေကျွန်တော်ဖြစ်သည်။သို့တော့ကျွန်တော်မဟုတ်တော့ကျွန်တော် ကဲကျွန်တော်မဟုတ်တော့ကျွန်တော်ရဲ့ဇလန်းလေးကဘလို့ဖြစ်မလဲဆိုတာဒီတစ်ပတ်ရေဒီယိုဒရာမာကနေတင်ဆက်ပေးမယ်ရင်ငိုင်းပွင့်ဇလင်းရေးသားထားတဲ့ကောင်းကင်အတူတဲကတိမ်တိုင်းလိုအမိရတဲ့ဇလန်းလေးထဲမှာနှဆင်ခန်းစားကြည့်ပါရှင်ဟဲမဲမောင်ဝါနေအောင်နေအောင်မဟုတ်လားဟောရောင်းနေပါဗျရောင်းနေရောင်းနေမင်းကိုတရွာလုံးကတေသွားပြီလို့ထင်ထားကြတာကွာဟမ်ဟုတ်လားအေးလေး နှစ်တရာလဲကြာခဲ့ပြီ哦อืม16နှစ်လောက်တောင်ရှိပြီလားပဲအခုမင်းကတက်ရှိထင်ရှားကြီးမသက်ပြန်ရောက်လာတော့ငါဖြစ်နားမလည်နိုင်တော့ပါဘူးကွာအော်တေးပြီလို့ထင်ထားရဲ့သူကမတေးပဲမတက်ပြန်ရောက်လာလို့မရတော့ဘူးလားဗျတုံးလုံးကြီးလဲသေးပြီးတော့ပြန်လာမယ်လို့ရွာလူကြီးကပြောထားလို့လားဟာအဲ့လိုဒိဗယ်နဲ့ပြောတာမဟုတ်ပါဘူးကွာမင်းနားလဲအောင်ငါရှင်းမပြတတ်ဘူးငါစကားငါတော့နားလဲတယ်ဒါငါဒါလေးငါဒါလေးတကယ်မတေးဘူးနော် ဩအမေကလည်းမသိလို့ပြန်လာတာဗောဗျဒုက္ခပဲရောင်နေမှရောင်နေအစ်ဒီမှာကြည့်ဒီမှာမှတ်ပုံနေဒီမှာကျွန်တော်အဖေးအမေယောက်ျားနာမည်တွေ့လားဒါဆိုတားရောင်နေအမေတားရောင်နေအစ်တားမသိဘူးပေါ့နော်အမေတို့ကလေတားကိုသိပြီလို့တည်င်းချလို့ရွာမှာတပိတ်တွေပါတွေတုတ်တရားနာတော်လုတ်ပေးသေးတာနင်းသိပြီအဲတားသိရဲ့လို့တည်င်းချပြီးတော့မကြဘူးတားရဲ့အကြီးထွေးကလေးမွေးတယ် မွေးတဲ့ကောင်လေးကနင်းနဲ့ချွတ်ဆွတ်တူတာနင့်လိုပဲပါမမှန့်ရှင်တစ်လုံးပါတယ်။အော်အမေရဲ့ဒါမြဘာဆန်းတာမှတ်လို့လေအမျိုးရင်းကြီးနေပဲဟာအမေညီမအကြီးတို့ကမွေးတာဆိုတော့ตาเนี่ยညီကိုတဝမ်းပဲ꿰တာလीဗျာအေးနင့်ညီနမရလဲနေအောင်နဲ့ဩအဲ့ဒါကြောင့်လမ်းမှာပါတယ်တယောက်ကကျွန်တော်နှုတ်ဆက်တာဟိုနေအောင်နဲ့နေအောင်ကနေဝင်စားတာဟမ်ဟာကျွန်တော်လဲမသိသေးပဲနဲ့ကျွန်တော်ဝင်စားတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာရောဗျာ မေတို့ကလည်းဗျာမဟုတ်တာ ड़ी အေးနင်မယုံဘူးမလားနင်ညီကိုနင်ကိုရင်တွားမေးကြည့်နင်ငငယ်တော့အကြောင်းတွေလဲသူအကုန်ပြန်ပြောပြနိုင်နေဟာဒါတော့ဗျာအမေတို့အကြီးတွေတို့လူကြီးတွေပြောနေတဲ့ဇကားတွေကိုကြားပြီးတော့အကောင်အဲ့ဒါကြီးပြန်ပြောနေတာဖြစ်မှာပေါ့မဟုတ်ဘူးဟဲ့နင်ငငယ်ကအကြောင်းတွေကိုကြားဘူးနားဝါနေတယ်မဟုတ်ဘူးခရီးစိတ်တွင်းကြကြီးကိုပြန်ပြောနိုင်တာအမလီတချို့ဆိုရင်လေငါတို့လူကြီးတွေတောင်မေ့နေပြီနင့်ညီနေအောင်ပြန်ပြောပြမှပြန်စင်းစားယူရတယ်ဟာ ခတ်တော်ခတ်နေပါပြီအမေယာမဟုတ်သေးပါဘူးမေတို့ဟာတွေကလည်းနေ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 ငငယ်တော့အကြောင်းတွေကိုပြန်ပြောပြနိုင်နေဆိုတော့ကြာဘူးနာဝပြန်ပြောတယ်ပဲထားပါတော့ဒါပေမဲ့နင်းစင်းမှုနဲ့ထောင်ထဲရောက်သွားပြီးအထက်ကအကြောင်းတွေပြန်ပြောပြနိုင်တာကြတော့ကဲဘာပြောအောင်မလဲဒါတွေကိုငါတို့လည်းသိထားတာမဟုတ်ဘူးရောင်နီတယောက်ငိုင်ကြသွားပါတယ် ဒီကိစ္စတွေကသူ့ရဲ့ဘဝမှာအရေးဆိုးကြီးတစ်ခုပါဒါတွေကိုမေ့ထားခြင်းပေမဲ့အမေရဲ့စကားကြောင့်လွန်ခဲ့တဲ့10နှစ်ကျော်ကာလစီတို့ရောင်နှီးစိတ်ကပြန်လဲရောက်ရှိသွားပါတယ်ဟဲဟိုမှာစခွန်မိုးနဲ့ရောင်နှီးမဟုတ်လားအေးဟုတ်တယ်တော့ကောင်မလေးကလည်းတိုးစိုက်เสียရှာလို့ရောင်နှီးလိုလူကမှစိုက်ရတယ်လို့အေးလေကောင်မလေးကလည်းလှခွန်မိုးဆိုတဲ့နာမည်နဲ့လိုက်အောင်အလှကခေါမိုးထီအောင်ရောက်နေတာဟုတ်ပါဟုတ်ပါအလှခေါမိုးရောက်တဲ့အပြင် ညာကြည့်မလားဟောစီးစိမ်ဥစ္စာကြည့်မလားမိဘဆွေမျိုးအတိုင်းဝိုင်းကြည့်မလားအကုန်လုံးကခေါင်းမိုးမာကြီးပဲရှိနေတာရှင်ဟဲ့ဟဲ့အဲ့လိုတော့တစ်ဖက်ဆောင်းနေမပြောကြနဲ့လေရောင်နေကပညာဟုတ်ဒီပတ်ဒီမသိဘူးပဲလူရင်မှုလေးပါပြီးတော့သူ့ဖေကထန်းတော်တော်ပိုင်နေလေယာသမားထန်းသမားအမျိုးနယ်ရပဲဟောအေးလေဟုတ်ပါယာသမားထန်းသမားမျိုးရိုး ထတော်တော်ပိုင်တာအဆမ်းမှမဟုတ်တာတော့အဲ့ထန်းတော်ကဝင်ငွေဆိုတာလေလှခေါင်းမိုးနှကန်းစားမှပေးချန်လို့တတ်ချလိုက်တဲ့မုံဖိုးလောက်ပဲရှိတဲ့ဟာကိုရှင်းနေတယ် နင်တို့မိမတွေတော့ခက်နေပါပြီဟာလူပြိုအပြိုချစ်ကြကြိုက်ကြတာလွတ်လွတ်လပ်လပ်ကြိုက်ကြပါစေကျော်ရရလူတွေကိုရိုနာရောက်တွဲသွားတာကိုမကြည့်တဲ့ပုံနဲ့ကြည်နေရတယ်ကိုရိုးမတူးမတန်ပြောတဲ့တက်တဲ့ကြားနေရတယ်ကိုမခံစားနိုင်တော့ဘူးမို့ ကိုရဲ့လူတွေဆိုတာကတော့ဒီလိုပါပဲဘလို့အနေနဲ့သူတို့ပြောနေလွတ်တဲ့လူဆိုတာရှိတာမှမဟုတ်တာကိုရှင်မှလာပြောနေကြလည်းမဟုတ်စိတ်ထဲထားမနေပါနဲ့ကိုရဲ့ဟာမထားလို့ရမလားမိုးရဲ့မိုးနဲ့ကိုရဲ့အစင်တန်းရလေလေသူတို့ပြောလဲပြောချင်းစရာဖြစ်နေတာဟုတ်ကွာမဖြစ်ဘူးမိုးကိုဒီရွာကနေထွက်သွားမယ်ကိုတထေးဖြစ်မှပြန်လာခဲ့မယ်မိုး ီလိုနဲ့ရောင်နီတယောက်ရွာကထွက်သွားပြီးပတ်စံရရင်ပြီးရောရသည်မအလုတ်အကုန်လောက်ပါတော့တယ်။သူ့အလုတ်ဟာတရားဝင်တာမဝင်တာတို့ကိုသူမစင်းစားနိုင်တော့ပဲ။ရသည်မအလုတ်အကုန်တိမ့်ကျုံလောက်တဲ့အခါလူရည်လေသူကြားရရဲ့အတုံးချခံလေးဖြစ်ပြီးဥပရေရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပါတော့တယ်။အဲသူ့အတွက်အစိုးရကအကောင်းဆိုရင်တော့အထဲမှာစာတတ်ပေတတ်ဖုံးကြီးလူထွက် ဥနန္ဒာနဲ့ရင်းနှီးသွားတာကတော့ရောင်နှီးအတွက်အမျက်တစ်ခုပါဥနန္ဒာစီကပညာတွေအများကြီးသူရခဲ့တယ်ဥနန္ဒာကိုဆရာတဆူပမာကိုးကွယ်စိတ်ကတ်ခဲ့တယ်ပြုစုလှုပ်ကြွေးခဲ့တယ်ဒါကြောင့်လဲတော်သိယုံလောက်ပညာရက်တွေကိုသူဥနန္ဒာစီကနေတင်ယူလေ့လာတက်မြောက်ခဲ့ပါတယ်ကျွန်တော်အမအတွက်ကျွန်တော်ပေးဆက်ပြီးပြီအခုကျွန်တော်ဘောကျွန်တော်ကောင်းအောင်ပဲဖြတ်သန်းတော့မယ်ဗျာအခုကျွန်တော်ပြန်ရောက်လာပြီဆိုတော့ အမေတို့ရဲ့လက်ငုံလက်ရင်းရှားတွေကိုကျွန်တော်စောက်ချလုပ်မယ်။ထတော်ကထမ်းမင်တွေကိုလည်းပြန်တက်ပြီးတော့ထညက်လုပ်ငန်းကိုတနင်္ဂနွေပိုင်းပြန်လုပ်မယ်ဗျာ။အမလီကောင်းတာပေါ့ငါသားရဲ့။အမေလည်းအသက်ကြီးနေပါပြီ။ငါသားလေးသားလေးအရင်ကတည်းကသာဒီရွာကထွက်မသွားခဲ့။ဘလောက်ကောင်းလိုက်မလဲသားရဲ့။음အရင်ကတော့ဗျာ။ဒါရာသမားထန်းသမားဘဝကိုတင်ငေခဲ့တာ哦မေရဲ့။အခုတော့တင်ငေတာထက်ကိုဒါရိုးသားစူးစမ်းပြီးတော့ အလုပ်လုပ်ရမယ်ဆိုတဲ့စိတ်ပဲရှိတော့တယ်။ကောင်းတယ်ငါသား။အကိုကြီးပေးပေးကျွန်တော်လေးကုတည်ပေးမယ်နော်။ဟောအေးအေးဒါဆိုရင်ရအောင်ဒီလေကားလေးတေချာပြန်စစ်ပြီးတော့ဒါငါ့ကိုတေချာလုပ်ပေးတာ။ဟုတ်ကဲ့ကိုကြီး။အဲဒါနဲ့ကိုကြီးထောင်ထဲမှာလူမိုက်မူတီကဖြန်လေးကိုတတ်ဖို့ကြံစီရဲဆို ထောင်ထဲကအကြောင်းတွေကိုပြန်မပြောချင်အစမဖော်ချင်တာကြောင့်ရောင်နေမကြားတယ်လို့ပဲနေလိုက်ပါတယ်။အဲမိုးတီးကဖြန်လေးမှပြီးအကိုကြီးကိုမြေဆော့တဲ့ခရင်နဲ့ထိုးလိုက်တာမဟုတ်လား။အေးလေအဲ့နေ့ကမိုးတီးကသူ့မိချင်ပြန်လာတောင်းတာကွာ။ဖြန်လေးကသိတဲ့အတိုင်းမိချင်ငှားပြီးတော့ပြန်မပေးဘဲနဲ့ဖြန်ကြထားတာကွာ။ငါအဲ့ဒါကိုလည်းမသိဘူးလေကွာ။အာဖြန်လေးကရော့မိချင်ဆိုပြီးသွားပေးလိုက်ကွာဆိုပြီးတော့ငါ့ကိုခိုင်းတော့ငါလည်းဘူးမသိပါမသိနဲ့မိချင်ထွက်ပေးလိုက်ရော။အဲ့မှာမိုးတီးက မြေစွားတဲ့ခရင်နဲ့ငါ့ကိုထိုးချလိုက်တာပဲဟေ့ဟျံအဒါနဲ့နေပါအောင်ငါဒီအကြောင်းတွေကိုဘသူ့မှမပြောထားဘူးပြောမှဆိုအမေတို့တော့မသိဘူးကွာအမင်းကဘယ်လိုလုပ်သိနေရလဲဒီလိုပါပဲကိုကြီးကအဲ့တော့အကိုကြီးတေလူမျိုးပါဖြစ်သွားတယ်ကျွန်တော်သိပါတယ်တိုက်တိုက်ဆိုင်ဆိုင်ရောင်နီတေလူမျိုးပါဖြစ်တဲ့အချိန်ဟာနေရောင်မွေးတဲ့ခုနှစ်လ နေ့ရက်တွေနဲ့တစ်ချိန်တည်းဖြစ်နေတာပါပြီးတော့သူရွာကထွက်သွားကြတဲ့ကအဆက်အသွယ်မလုပ်တာကြောင့်သူ့အကြောင်းကိုမိဘတွေကစလို့တရွာလုံးဘသူမှမသိပါဘူးဒါပေမဲ့နေရောင်ကလေးမွေးလာပြီးစကားပြောတဲ့ချိန်ကစလို့ရောင်နေ့အကြောင်းမိဘတွေနဲ့ဆွေမျိုးတွေသိလာကြရပါတယ်ဒီတော့လေနေရောင်ကို ရောင်နေ့ပြန်ဝင်စားတာလို့သတ်မှတ်ထားကြတာမဆန်းတော့ပါဘူးအဲဒါပေမဲ့တကယ်မသေးခဲ့တဲ့ရောင်နေ့အတွက်တော့အားလုံးဟာ စန့်ကျင်နေပြန်ပါတယ်ကိုကြီးအကိုကြီးပြန်အောင်မမကြီးလက်ကောင်မူကတိပါတယ်။နေရောင်ရုတ်တရက်ကောက်ခါငင်ကပြောလိုက်တဲ့စကားကြောင့်သူအံ့အားတင့်သွားရပါတယ်။ဘာလို့ဆို သူ့ချစ်သူလှခံမှုအကြောင်းကိုသူတွေးနေမိတာလေဟမ်ငါစိတ်တယ်ငါငါတွေးနေရလေဟိယမင်းငါစိတ်ကိုသိနေရလားသိရမယ်လေစစ်စစ်ပူပူပုံစံနဲ့လူလဲရင်နီးရင်နေတဲ့နေရောင်ကို သူမျက်မှောင်ကျုပ်ပြီးကြည့်လိုက်မိပါတယ်သူ့ပါမလူနေရောင် ပါမရှိနေတဲ့မဲ့ရှင်ကလေးကိုလည်းတော်တော်အမြင်ကတ်သွားပါတယ်ဘာကြောင့်များနေရောင်ဟာ သူနဲ့ချစ်ဆွတ်တူနေရတာလေလို့သူစိတ်သူ့အတွေးကိုလည်းသူကအခုတိနေပြန်သေးတယ်။ကဲဘလို့လောက်ကြပါအကိုကြီးကျွန်တော်ကအကိုကြီးစိတ်ကိုတိနေတာမဟုတ်ဘူးဗျခံစားမိနေတာဟောဘလို့ရဟုတ်တယ်အရင်တော့အဲ့လိုမဖြစ်ဘူးအကိုကြီးနဲ့နီနီကက်ကက်နေမှဖြစ်လာတာအကိုကြီးရဲ့စိတ်ခံစားမှုကိုကျွန်တော်ပါလို့လို့ခံစားမိနေတာအဲ့ဒါအကိုကြီးပြန်ရောက်နေနေကလေးကခံစားမိနေတာကိုရကိုအိမ်မှာနေနေရင်းနဲ့ဘဲမှမသွားပဲအဝေးတနေရကနေရောက်လာတယ်လို့ခံစားနေရတာ စိတ်ထဲမှာလည်းငါမသေးဘူးငါပြန်လာပြီလို့စကားပြောနေတာအဲ့ဒါနဲ့မမကြီးလက်ခံမှုကြီးကိုအကိုကြီးပြန်လာမယ်ထင်လို့ကျွန်တော်ဖုန်းဆက်ထားတာဟင်ဟေ့ရမင်းငါအီဇာဖုန်းနံပါတ်တွေပါရအောင်ရထားပြီးတော့မင်းအဆက်အသွယ်တွေပါရအောင်ဖြစ်နေပြီပေါ့လေဟုတ်လားကျွန်တော်ကအကိုကြီးအီဇာမှုရိုးရိုးတရတာတိထားတာပါဗျဟမ်မင်းကငါစိတ်ထဲခံစားနေမိတယ်လို့လိုက်ပြီးတော့ခံစားနေမိတာဆိုတော့ဟေ့ရမင်းငါအီဇာကိုလည်းစိတ်ထဲပြင်မာနေမှာပေါ့ကွာငါထကန်လိုက်ရကွာဟဲဟဲ ဒါပေမဲ့အဲ့ဒီကိစ္စကကျွန်တော်မှလည်းတော်တော်ဒုက္ခရောက်တယ်။အကိုကြီးဘက်ကကြီးပဲတွေးမနေနဲ့ဟိုအကိုကြီးဘိုင်းနာတာကိုကျွန်တော်ကဖင်ငားနဲ့အိမ်နာတက်ပေးရတယ်လို့ဖြစ်နေပြီ။ဟေးကျွန်တော်စိတ်ထဲအကိုကြီးအတွေးတွေအလိုလိုရောက်နေရတော့အလိုလိုနေရင်းနဲ့စုံမှုခံရတယ်လို့နတ်ဘူးခံရတယ်လို့လို့ဖြစ်နေတယ်။အကိုကြီးရဲ့ဖြစ်ချင်တာတွေကိုမသိကြအောင်စောင့်နေမလို့ကြိုးစားတာပဲ။ဒါပေမဲ့မရဘူး။အကိုကြီးရဲ့စိတ်ထဲမှာရှိနေတာတွေကိုကျွန်တော်ကအလိုလိုလိုက်လုပ်ပေးမိတာဖြစ်နေတာ။ ကျွန်တော်ရဲ့ကိုနဲ့အကိုကြီးရဲ့စိတ်ဖြစ်နေတာဘလို့ဒုက္ခရောက်လိုက်မလဲကိုကြီးကကိုကြီးစဉ်းစားကြည့်ပါဦးဒါလည်းဟုတ်တာပါပဲသူတို့နှစ်ဦးရဲ့ဒုက္ခကတကယ်တော့မသေးလာပါဘူးမမကြီးအဲ့ဒီဘက်လမ်းချိုးလေးကိုကွင်းဝင်လိုက်နေအောင်က ကားနောက်ခံကနေလှမ်းပြီးတော့ပြောကလှခေါမိုးကိုလမ်းညွန်လိုက်ပါတယ်။အခုသူတို့တွေကလှခေါမိုးရဲ့ကားနဲ့ဥနန္ဒရှိရာမြို့ကလေးကိုလာခဲ့ကြခြင်းဖြစ်ပါတယ်။ငါမှခုနှစ်သားတည်းကသင်ကန်းဝတ်ခဲ့ရတော့လူတွေလိုလဲစီးပွားရေးကမလုပ်တတ်အထဲကိုလည်းရောက်ထားပြန်တော့သင်ကန်းဝတ်ပြောင်းဝဲဖို့လက်ပြာမတန်တော့ဘူး။ဒါနဲ့ဒီဝတ်နဲ့မတန်တော့ဘူးလို့ပဲတွေးပြီးရှင်နာနာနဲ့ပဲကပ်ပြရဖြစ်နေ။เจ้ามากัดซ้าနေရတာပဲရောင်းနေရေဟုတ်ကဲ့ဟုတ် ဒါနဲ့မင်းမသိပဲမင်းပြန်ဝင်စားရတယ်ဆိုတဲ့ကိစ္စကတော့ငါလည်းနားမလည်နိုင်တော့ဘူးကွဖះဟောချမ်းခံထဲမှာလည်းမရှိဘူးအဲ့လိုဖြစ်တတ်တယ်လို့ဖះကလည်းတခါမှမဟောဘူးဘူးကွဟုတ်လားတခုတော့ရှိရပါတော့မြတ်စွာဘုရားရှင်ကအမှန်တရားပဲမယ်လောကအတွက်အကျိုးမရှိရင်အဲ့ဒီစကားကိုမပြောတတ်ဘူးစောက်ထဲမှာမပါခဲ့လို့မှားတယ်မဖြစ်နိုင်လို့လည်းငင်းလို့မရဘူးလေဟုတ်တယ်နော်ဒါလည်းဟုတ်တာပဲဗျဥဏ္ဏဒါကသူ့အမြင်ကိုချိန်ချိန်ဆဆပြောလိုက်ပါတယ် တို့တွေစကားတွေအတော်ကြာကြာပြောပြကြပြီးပြန်ကန်နီးနှုတ်ဆက်ကြတော့ဥဏ္ဏနာကလှမ်းမာလိုက်ပါတယ်။မင်းနဲ့နေအောင်ကိစ္စကိုငါအဖြေရှာကြည့်မယ်ကွာ။အဖြေရတော့ရှိရမှာပဲ။ဘလို့ဖြစ်တာလဲငါလည်းသိကျင်နေရ။ဟုတ်ကဲ့ဥဏ္ဏနာကျွန်တော်လည်းစောင့်နေပါမယ်။ဒါဆိုဥဏ္ဏနာကျွန်တော်တို့ခွင့်ပြုပါအောင်ကျွန်တော်သွားလိုက်အောင်မယ်နော်။ဒီလိုနဲ့တနေ့နဲ့တနေ့အချိန်တွေကုန်လာပြီးဥဏ္ဏန္တလည်းသူတို့ကိစ္စကိုအပြေရှာမတွေ့သေးပါဘူး ရောင်နီးအဖို့မှာတော့ဘဝမှာအဖြေမရတဲ့နှစ်ကိုတစ်စိတ်ပု္ပ္ပာကြီးနဲ့ကွာတီကွာကြစီးမျောနေရပါတယ်။သူနဲ့နေအောင်တို့အဖြစ်ကိုလည်းရွာကလူတွေအံ့ဩဖို့ရိုးသွားကြပါပြီ။တခါတခါရောင်နီးရဲ့ငယ်ကျုံးငယ်နာတွေဖော်ချင်ရင်တော့နေရောင်ကိုအသားလေးအိတ်အောင်မေးပြီးရောင်နီးကိုသွားသွားစားတတ်ကြပါတယ်။သူတို့နှစ်ယောက်စလုံးထန်းရတီမှာထန်းတက်လိုက် ရာတဲ့ချိန်မှာရာတဲ့ဆင်းလိုက်နဲ့အချိန်ကုန်ကြပြီးဒီကြားထဲမှာလေသူ့ရဲ့ချစ်သူ လှခေါင်မိုးနဲ့တွေ့ပြကြပါတယ်။အေးကွာငါနဲ့လှခေါင်မိုးဖြစ်ရလဲမိတ်ဆွေလည်းမကချစ်သူလည်းမကြဆက်ဆံရင်ဖြစ်နေပါဟောလား။အရင်ကတော့အချီနေတွေကအရန်กว่าချာနေလို့ငါသူ့ကိုပိုင်ဆိုင်ဖို့မကြိုးစားခဲ့တာ။အခုဆိုရင်လေထောင်ထွက်ဆိုတဲ့အမဲဆက်ကြီးနဲ့ဆိုတော့ကွာပူဆိုးပါအဲ့တော့ကွာငါသူ့ကိုပိုင်ဆိုင်ဖို့အတွက်မကြိုးစားတော့တာပဲအကောင်းဆုံးဖြစ်မှာပါလေ။အဲ့လောက်ထိလည်းစိတ်တန့်ကြမနေပါနဲ့အကိုကြီးဟာမမကြီးကမိန်းကလေးမို့လို့ဒါ तू ကနေမစပဲနဲ့အိမ်ရီထိန်းနေရတာပါအ တကယ်တော့မမကြီးကအကိုကြီးကိုတန်ရုံးစီမကုံလို့အခုချိန်ကြီးအိမ်အောင်မြူပဲနေနေတာပေါ့ဟာသူ့ဘာသာသူအိမ်အောင်မပြူပါငါ့ကိုစောင့်နေရလို့ထင်မနေနဲ့နော်သူ့ဘာသာသူအပြိုကြီးဘဝနဲ့အယိုးထုတ်ရှင်လို့ဆိုရင်ရောကွာအာလူကြီးတွေများတိတ်ကိုညားချင်းတိတ်ကိုဟန်ဆောင်ချင်းကြတာပဲဟိုမမကြီးကလူတယောက်ကိုချစ်ပြီးဆိုရင်အဲ့ဒီလူရဲ့အတိတ်ကိုလည်းလက်ခံနိုင်နားလည်နိုင်စွမ်းရှိရဲ့မိန်းကလေးမျိုးဆိုတာအကိုကြီးသိရနာနဲ့ဟဲ့ရောင်ကလေးကကလေးလိုပဲနေစမ်းပါကွာလူကြီးစကားလာပြောမနေစမ်းပါနဲ့ ဟာဗျာခလေးဆိုပြီးအထင်မသေးပါနဲ့ဗျာပျော်စိတ်ဆိုဝင်မဲ့ထက်မြက်တယ်နော်အကွာဒီကောင်နေရောင်ပြောလိုက်တဲ့စကားကရောင်နေငငယ်တုန်းကလူကြီးတယောက်ရောက်တဲ့စကားများရတိုင်းပြောနေကြစကားလုံးပေါ့အထင်မသေးနဲ့ဗျပျော်စိတ်ဆိုဝင်မဲ့ထက်မြက်တယ်နော်ဆိုတဲ့စကားလုံးလေးလေအခုတော့ရောင်နေတယောက်သူ့စကားနဲ့သူ နေရောင်ပြောတာကိုခံလိုက်ရပြီလေဟေးအောင်နေအောင် ခုတလောမင်းဟွန်ကြီးကငုံငိုင်ငိုင်နဲ့ပြီးတော့မင်းငေါ့ကိုလည်းရှောင်းနေတယ်လို့ပဲနော်ဟမ်ဒါနဲ့မင်းဘာဖြစ်နေရလဲမင်းကွာမင်းကြငါးစိတ်ထဲမှာဘာဖြစ်နေရလဲအကုန်သိရပြီးတော့ငါကြတော့မင်းစိတ်ထဲမှာဘာဖြစ်နေလဲဆိုတာကိုမသိရတော့မတရားဘူးကွာပြောဖျောက်ခုမင်းဘာဖြစ်နေရလဲကိုကြီးကျွန်တော်ပြောပြလို့ရှိရင်စိတ်မဆိုးအောင်နော်အေးကွာပြောမှသာပြောစမ်းပါစိတ်မဆိုးပြောပြောအကိုကြီးအကိုကြီးတိတ်လိုက်မယ်ဟမ်ဟုတ်တယ် ခုရပိုင်းကျွန်တော်စိတ်တည်းအဲ့လိုပဲမြင်နေတယ်နောက်ပြီးတော့နောက်ပြီးတော့ဘာဖြစ်လဲရောဆက်ဆက်ပြောပါအောင်ကကျွန်တော်မမကြီးနဲ့လက်ထပ်ဖြစ်နေမယ်ဘာရောင်နေရဲ့အတန်ကနေရောင်ရဲ့ရင်ထဲမှာတော့ຫນွေခေါင်ခေါင်မိုးချိုးပြစ်ချခံလိုက်ရတယ်လို့ပါပဲ ရောင်နီတယောက်ထတ်တော်ထဲမှာမြူအိုးတွေကောက်နေချိန်သူ့ညီနေရောင်ကတော့ထန်းတက်သွားတဲ့အချိန်ပါအဲ့ဒီအချိန်မှာ မမျော်လင့်ထားတဲ့အရာတခုရုတ်တရက်ဆိုသလိုပဲဖြစ်လာပါတော့တယ်လူတွေအားလုံးတယောက်တစ်ပေါက်ပြောနေချိန်နေရောင်ကတော့

ယူကျုံမရနှမျောတတဖြစ်စွာနဲ့အာသူပါလိုက်ပို့ကြပါတယ်။နေရောက်အမေနဲ့သူ့အမေညီမနှစ်ယောက်ကတော့တည်သွားတဲ့နေရောက်ကိုကြည့်ရင်ငိုရင်းနဲ့ပဲတတိလစ်သွားပါတယ်။ရောင်နီကိုယ်တိုင်လည်းဒီမြင်ကွင်းဆိုးကြီးကိုမျက်ရည်တွေကြားကနေမြင်တစ်ချက်မမြင်တစ်ချက်နဲ့ပါ။ရောင်နီရဲ့မင်းအာသူပါကိုမလိုက်ပို့ရတဲ့ဆိုပေမဲ့ကို့အာသူပါကိုလိုက်ပို့နေရတယ်လို့ပါပဲကွာ။အစား မင်းမရှိတော့ရင်ငါစိတ်တွေလွတ်လပ်ပေါ်ပါသွားမယ်လို့ငါထင်ခဲ့ပေမဲ့တကယ်တကယ်တော့ကွာ ထင်တယ်လို့မဟုတ်နေခဲ့ဘူးကွာငါမှငါမှအပြစ်ရှိတယ်လို့ခံစားနေရတဲ့နေရောင်ရနေအောင်ဆုံးမှပဲမင်းတို့အဖြစ်ကိုသိပြီကွာရောက်လीမင်းအแทမှာတော့ မိုးသီးထိုးလိုက်တဲ့ခရင်ချင်းနဲ့တပတ်လောက်တေလူမျိုးပါသတိလင်းနေခဲ့တယ်မလားဟုတ်တယ်လေဗျာအေးအဲ့အချိန်မှာမင်းကတေတော့မယ်ဒါပေမဲ့မင်းရဲ့စိတ်ကမတေချင်သေးဘူးရှင်းရှင်းပြောရရင်မင်းမိသားစုစီကိုမင်းပြန်ချင်နေသေးတယ်ဟုတ်ဟောရီကလှကောင်ဘိုးဆိုတဲ့ကလေးမနဲ့ပြန်တွေ့ချင်နေသေးတယ်အဲ့ဒီအချိန်မှာမင်းရဲ့ဝိညာဉ်ကမင်းခန္ဓာကိုယ်ကခွဲထွက်သွားပြီးတော့နေရောင်ဖြစ်နေ copy ပွားသွားတာဟမ်ဝိညာဉ်မှာ copy ပွားတာရှိလို့လားရှိရပါဘောကွာ ကဘာမှာ copy ပွားွားရဖြစ်ရတယ်အများကြီးရှိခဲ့ဘူးလေဝိညာဉ် copy ပွားရဖြစ်စဉ်တွေကိုကြည့်လိုက်ရင်စိတ်တကိုးရှင်နေနဲ့တေးလူမျိုးပါဖြစ်နေတဲ့လူတွေပဲဖြစ်တတ်ကြတာမြန်မာလူတော့ဒီလိုဝိညာဉ်ကူးခံရတာတို့ဓာတ်စီးရလို့ခေါ်တာပေါ့ကွာအရင်ကမကြိုက်ဘူးတဲ့အစားအစာတွေကိုရုတ်တရက်ကြီးကြိုက်လာတာတို့ပါတို့ဓာတ်စီးရတတ်ကြတယ်ခေါ်တာပေါ့ဩဟုတ်ဟုတ်သူစိတ်သူ့သဘောမဟုတ်ပဲနဲ့တပားသူစိတ်နဲ့ဖြစ်သွားတာမြန်မာပြည်မှာနှက်ဝင်နေနှက်ဘူးတဲ့ဆိုတာလေဒီသဘောပဲနောက်ထပ်ဓာတ်စီးရဆိုရင်ဖြစ်ရတဲ့ခုကိုပြောပြမယ် ပြိတကက်မောင်ထွန်းကြိုင်ဆိုတော့ကြားဘူးလားဟုတ်ကြားဖို့လေရှင်အဲ့ဒီပြိတကက်မောင်ထွန်းကြိုင်ဆိုတာလေးနှစ်သားလောက်ထိအတိတ်ဘဝအကြောင်းဘာမှမပြောခဲ့ဘူး၆နှစ်သားရွယ်တရားဝဲတစ်ခုကိုရောက်မှအဲ့ဒီဘုန်းကြီးပြောနေတာမှားနေတယ်ဆိုပြီးတော့ရုတ်တရက်ကြီးဓမ္မကတိကတွေရှုံးအောင်တရားတက်ဟောလိုက်တာ ရုတ်တရက်ဓာတ်စည်းခံလိုက်ရတာဝိညာဉ် copy ပွားသွားတာပဲနဂရောပူးတယ်လို့မဟုတ်ဘဲနဲ့ခိုင်ခိုင်မာမာဓာတ်စည်းခံလိုက်ရရင်တတလုံးမပြောက်တော့ဘူးဟုတ်ကဲ့ဦးနန္ဒ ID စကားနဲ့ပြောရမယ်ဆိုရင်တော့ကွာ IP address တူတဲ့ device နှစ်ခုကိုချိတ်မိသွားတာ root access ပါတူသွားတာအဲ့လိုလှိုင်းနေဝင်လာပြီဆိုရင်တော့ရုပ်တရက်လူတက်ချင်တာတို့ကိုကုတ်ကိုတက်သေးချင်တာတို့ဖြစ်တတ်တယ်အဲ့လိုဖြစ်နေပြီဆိုရင်တော့အဲ့လိုအဲ့ area လောက်အများပြေးပြီတော့ပဲဒါပေမဲ့နေရောင်အဲ့လိုထွက်မပြေးခဲ့ဘူးရောင်နေအနားမှာပဲနေခဲ့တာဟွန်းအေးဗျာသူပြောတယ်ဗျကျွန်တော်နားမှာနေရင်လေကျွန်တော်စိတ်တွေအတွေးတွေအကြံတွေပါသူကုန်တိတိလာတယ်တဲ့အေးပေါ့ကွာ အခုလိုဝိညာဉ် copy ကူးခံရတဲ့ပြဿနာကိုအီဂျစ်ရှေးဟောင်း the book of deck ဆိုတဲ့စာအုပ်မှာတစုံစာတွေ့ရတယ်ကွရှေးဟောင်းအီဂျစ်တွေကအောင်ကျော်ဆိုင်ရာသိပ္ပံပညာရပ်ကိုကျွမ်းကျင်တက်မြောက်ထားခဲ့ကြတယ်ဆိုတာကို the iron ra ဆိုတဲ့နေရံထွေးပကြီးကောက်ကြည့်ပြီးသိနိုင်တယ်အုံနောက်ခွဲစိတ်ကူးတရဆိုတဲ့အဆင့်မျိုးရှေးအီဂျစ်တွေတက်မြောက်ခဲ့ကြရဲဆိုတာကိုဂျာမနီစေသိပ္ပံ1945ခုနှစ်ကအတီးပြုပြောခဲ့တာကွဟုတ်ကဲ့ဦးနန္ဒအဲ့ဒီဂရိနတ်ဘုရားတွေကမသေးခြင်းဆိုတဲ့ immortal ဆိုတာကို သူတို့နီးသူတို့ဟန်နဲ့ရှာဖွေတွေ့ရှိခဲ့ရတယ်။အဲ့ဒီရှေးဟောင်းတဲ့ဖရားတွေကသူတို့ခန္ဓာကိုယ်ကြီးအိုမင်းဟောင်းနှွမ်းလာတဲ့အခါတခြားသူပြုတ်သွေလင်းတဲ့ခန္ဓာကိုယ်တစ်ခုကိုရှာပြီးတော့သူတို့ဝိညာဉ် copy ကူးထည့်ကြတာ။ငကိုရှိနေတဲ့နတ်ဖရားကြီးကလည်းငုတ်တုတ်ကြီးမသေးသေးဘူး။ဟုတ်။သူတို့ဝိညာဉ်ပွားထားတဲ့သူကလည်းရှိနေတယ်။သူတို့ကသူတို့ဝိညာဉ်ကိုစိတ်ကြိုက်ဖြစ်အောင်ပုံသွင်းပြီးချက်ကင်လုပ်ပြီးမှငကိုခန္ဓာကိုယ်အဟောင်းမူရစေတမျိုးမျိုးထိုးသွင်းပြီးတေအောင်လုပ်ပြီးစွန့်ပစ်တတ်ကြတာ။နောက်အဲ့လိုအစ်စ်လုတ်ထားတဲ့သူတရားအုံမဲလာလို့ဆိုရင်လည်း နောက်ထပ်ခန္ဓာကိုယ်အတိတ်တစ်ခုရှာပြီးအခုနပြောခဲ့လိုပဲကွာကူးပြောင်းနေကြတာဟုတ်လက်ဖျားဆိုတာထာဝရမသိတော့ဘူးဆိုတာအဲ့ဒီဝိညာဉ် copy ကူးတဲ့နီးပဲဩဟိုတဘောပေါက်တယ်လို့လို့တော့ရှိလာပြီဦးနန္ဒဟိုဒါနဲ့စက်ပြောပါအောင်ဗျာအေးအဲ့ဒီမှာမင်းကစနစ်တကျလေ့ကျင့်တာလက်ဖျားမဟုတ်တော့ဝိညာဉ်ကူးခြင်းလို့သာ auto copy ပွားွားရတာအဲ့ဒီဝိညာဉ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမင်းမသိဘူးဟုတ်ကဲ့ copy ဝိညာဉ်နဲ့မူရင်းဝိညာဉ်နှစ်ဦးသားကပြန်ဆုံပြီးအတူတူလက်ရှိနေရော ပြဒနာတွေစိတ်လိုက်ချင်းချင်းပြိပခါတွေဖြစ်ကုန်တော့တာပဲအဲ့ဒါကိုဟိုကလေးနေအောင်အခန့်အဆုံးဖြစ်နေတာอืมနေအောင်လေးကတစားခံဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဦးနန္ဒသူ့မှာရောင်နှီးစိတ်ကိုလည်းတပြိုင်တည်းသိနေရောင်နှီးလှုပ်ချင်တဲ့အလုပ်တွေကိုလည်းလှုပ်ပေးနေရဖြစ်နေတာဝိညာဉ်တစ်ခုက copy ပွားပြီးလို့ရှိရင်တစ်ခုကဖျက်ပေးရသမီးပဲပျောက်ွယ်ပေးရထုံးစံရှိနေတယ်တကယ်လို့သာ copy ဝိညာဉ်တွေသာတစ်ချိန်တည်းအများကြီးရှိနေမှာဆိုရင်ကဘာကြီးမှာပြဿနာရှင်းမရအောင်ရှုပ်သွားပြီးတော့ ကော်ပီဝိညာဉ်ချင်းလဲပရိပခါရဖြစ်လာမှာမလွဲမသေးပဲအခုရောင်နေတဲ့နေရာကိုပဲကြည့်မူရင်းနဲ့ကော်ပီနှစ်ယောက်တည်းရှိနေတာဘလောက်ဒုက္ခပြဿနာဖြစ်နေကြလဲသူတို့အသိတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဝိညာဉ်တစ်ခုကအလုံးလုံးဖယ်ရှားသိပြီးရသဘောတဘာဝပဲရောင်နေသေးလိမ့်မယ်ပြောပြီးတော့မောင်လေးနေအောင်ကိုယ်တိုင်တည်သွားတာရောဘလို့လဲပြောခဲ့ပြီးပါဗောကလေးမရဲ့ရောင်နေကဝိညာဉ်ပွားခြင်းလို့သာအလုံးလုံးပွားသွားတာစနစ်တကျလေ့ကျင့်တာရဲ့စိတ်တကိုးရှင်မဟုတ်တဲ့အတွက်အခုလိုဖြစ်ရတာတော့ နေအောင်啊သူသေးမအောင်ရောင်နေသေးလိမ့်မယ်လို့ထင်မြင်နေပြီးပြောခဲ့တာလည်းဖြစ်ရှင်ဖြစ်မယ်ဟုတ်ကဲ့ဦးနန္ဒာနှစ်ယောက်ဟာအတူတူမို့လို့တယောက်ယောက်သေးရမယ်လို့နမိတ်မကောက်မိခဲ့ဘူးလေပြီးတော့သူကရောင်နေရဲ့ဝိညာဉ်ပွားဖြစ်နေတဲ့အတွက်ရောင်နေကအထူးကမူရင်းဝိညာဉ်ဖြစ်တယ်လို့ဖြစ်နေတယ်အဲ့တော့အားနဲ့ဝိညာဉ်ကပျောက်ဆုံးပေးရတာပဲတကယ်လို့သာအဲ့အချိန်မှာရောင်နေကတစ်ခုကြောက်သေးတော့ခဲ့နေအောင်မသေးဘူးလေ နာရေးကိစ္စအဝဝပြီးတဲ့အခါမှာတော့ရောင်နေတယောက်ဖုန်းကိုဖြန့်ချလိုက်ပါတယ်။ဒီဖုန်းကနေရောင်ရဲ့ဖုန်းပါ။တန်းပင်တက်ခါနေတိုင်းနေရောင်ကသူ့လက်ထဲကိုဖုန်းအပ်ပြီးမှတက်နေကြပါ။ဒါကြောင့်မလို့အခုသူ့လက်ထဲကနေရောင်ဖုန်းလေးကတော့အကောင်အတိုင်းကျန်ရှိနေပါတယ်။ဖုန်းကိုသူဖြန့်ပြီး Facebook ကိုကြည့်လိုက်ပါတယ်။နေရောင်မသိမီနာရီပိုင်းအလူက only me နဲ့တင်ထားတဲ့ post တစ်ခု။ အကိုကြီးရေအကိုကြီးကိုညီလေးနဲ့အောင်နှုတ်ဆက်ခဲ့ပါတယ်အကိုကြီးကိုညီလေးဘယ်လောက်ချစ်လဲဆိုတာတက်တည်ပြခဲ့ပါတယ်အကိုကြီးတေးလိုက်မယ်မမလှောင်အောင်မူနဲ့ကျွန်တော်ရလိုက်မယ်လို့ပြောခဲ့တဲ့စကားတွေကြောင့်အကိုကြီးစိတ်ဆိုးနေမယ်ဆိုတာညီလေးသိပါတယ်ခွင့်လွန်ပါအကိုကြီးရေအဲ့ဒီစကားကိုကျွန်တော်မပြောချင်ပါဘူးဒါကြောင့်အကိုကြီးကိုရှောင်နေခဲ့တာပါဒါပေမဲ့အကိုကြီးရဲ့တည်ကျင်တဲ့စိတ်နဲ့ဇွန်မေးလာတဲ့အခါကျွန်တော်မဖြေပဲမရှောင်နိုင်တော့ပါဘူး စိတ်ထဲမှာမြင်နေတဲ့မြောက်ကိုဖြေးလိုက်မိရဲ့လေအကိုကြီးစိတ်ထဲမှာဒီကောင်ကထန်းလျှောကြတေးတော့အေးတယ်ရင်းတော်ကထန်းတော်ကျိုးဖြတ်ထားလိုက်ရလို့စိတ်ထဲတွေးမိလိုက်တာကျွန်တော်သိပါတယ်အကိုကြီးကကိုညီတယောက်ပေါ်မှာအဲ့လိုမရက်ဆက်ပါဘူးကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်မနေ့ကထမ်းမင်းပေါ်ကပြန်ဆင်းရင်းနဲ့ရင်းဆွဲပေါ်ကလှေကားထုတ်ကျိုးထန်းလီးသားနဲ့ဖြတ်ခဲ့တယ်ဒီမနေ့အဲ့ဒီထမ်းမင်းကိုတက်အမကျွန်တော်ပဲလीနှုတ်ဆက်ခဲ့ပါတယ်အကိုကြီးရေအကိုကြီးနဲ့မမလောက်ကောင်မို့လို့ ောင်းခံနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်။တကယ်တော့ကျွန်တော်ဟာအကိုကြီးရဲ့ကောင်းကင်အတုပါ။အဲ့ဒီအကောင်းကင်အတုတည်းကတိမ်တိုက်တစ်ခုဆိုရလေအတုတည်းကထေအောင်ထင်မှာအခိုးငွေတစ်ခုပါ။အဲ့လိုပဲကျွန်တော်ရဲ့အချစ်ဆိုတာကလည်းနှုတ်ဆက်ခဲ့ပါတယ်ကိုကြီး။နောက်တန်းနေရာမှာပြန်ဆောင်ကြရင်တော့တီးကြကောင်းငင်နဲ့ကိုပိုင်တိမ်တိုက်တိဆောက်နိုင်တဲ့လူသားအဖြစ်နဲ့ကြုံလုံရပါစေလို့ဆုတောင်းရင်းနဲ့ချစ်တဲ့ညီလေးနေအောင် ။စာကိုဖတ်ပြီး ရောင်နှီးရဲ့မျက်ဝန်းမှာမျက်ရည်စတွေဝေ့တက်လာပါတယ်။ပြီးတော့ဖုန်းကိုပြန်ပိတ်လိုက်ပါတယ်။အော်ကောင်းခင်အတူရဲ့လားညီလေးရာအခုတော့ကောင်းခင်အစ်စ်တင်တိုက်အစ်စ်နဲ့ငါညီလေးငြိမ်းချမ်းပါစေလို့အခုဆုတောင်းပေးလိုက်ပါတယ်ကွာ။ဥပဒေအရလူသက်မှုတွေမဖြစ်ကြပါနဲ့။လောဘဒေါသနဲ့မှာစိတ်နဲ့တက်မြဲလူသက်မှုတွေ

ဒီဇလန်လေးကိုဇညွန်းပြန်လေခွဲခဲ့တာကတော့လက်ရင်နဲ့ကျမတို့ကစူးစမ်းပြီးတော့ဇညွန်းခွဲပြီးထားပါတယ်။ဒီဇလန်လေးအတော့အတန်တရုပ်ဆောင်တွေအနေနဲ့ MI Radio အဖွဲ့သားတွေဖြစ်တဲ့စီတူ၊စီစီ၊ဖြိုစု၊လဲရီ၊ကိုညံ၊မဲလိုဒီ၊ကိုညံလေးနဲ့ကျမတို့အားလုံးကအတူတူပူးပေါင်းပါဝင်စူးစမ်းခဲ့ကြတာဖြစ်ပါတယ်။ Radio Drama ဆိုတဲ့ဒီစီစဉ်လေးကို အတန်ဖန်းပေးတဲ့သူကတော့ Audio Engineer Zelin Tin နဲ့ကိုညံတို့ဖြစ်ပြီးအတန်တိဖြတ်ခြင်းကို တာဝန်ယူပေးတာကတော့ Audio Engineer ကိုပြည့်ပဲဖြစ်ပါတယ် Radio Drama brought to you by MI Radio အမိုင်ရေဒီယိုပရိသတ်များရဲ့ကလောင်စွမ်းကိုရေဒီယိုဒရာမာနဲ့အတူ ပုံဖော်လိုက်ပါ